အင်တာနက်ပေါ်မှာရောလူမှုကွန်ရက်တွေမှာရော Sigma Mel ဆိုတဲ့စကားလုံးကို နေရာတိုင်းမှာတွေ့ဘူးခြားဘူးကြမှာပါဒါပေမဲ့လေအဲ့ဒီအတုံးလုံးကတကယ်တမ်းဘာလို့ဆိုလိုတာလဲဒီနေ့ဒီအကြောင်းအရာလေးကိုအရင်အမြင့်တွေမှာဖော်ပြထားတဲ့အတိုင်းဒီပုဂ္ဂိုလ်ပုံစံရဲ့အဓိကလက္ခဏာတွေနဲ့သူတို့ရဲ့အတွေ့အခေါ်တွေကိုအသေးစိတ်လေးလေ့လာကြည့်အောင်ဒီစကားလေးက Sigma Mel ဆိုတဲ့ပုဂ္ဂိုလ်ပုံစံရဲ့အဓိကအနစ်တာယာကိုဖော်ပြနေတာပါပဲစွမ်းအားဆိုတာအများအားကျဲကျဲလောင်လောင်ထင်နေစရာမလိုဘူး တခါလေးမှာသူကတိတ်ဆိတ်တယ်တင်းငိမ့်တယ်ပြီးတော့ရအားလုံးကိုစောင့်ကြည့်နေတတ်တယ်တဲ့ဆိုလိုတာကသူတို့ရဲ့စွမ်းအားကအပြင်ဘက်မှာပေါ်ပေါ်ထင်းထင်းပြနေတာမျိုးမဟုတ်ပဲအဲ့ဒီတိတ်ဆိတ်မှုရဲ့နောက်ွယ်မှာပဲတည်ရှိနေတာပါကဲဒီတုတ်ကိုပုံစံကိုရှင်းရှင်းလင်းလင်းနားလည်သွားဖို့အတွက်အဓိကအပိုင်း၅ပိုင်းခွဲပြီးတစ်ခုချင်းစီလေ့လာကြည့်ကြပါမယ် သူတို့ကဘလို့လူမျိုးလဲဆိုတဲ့အတိတ်ပဲဖွင့်ဆိုချက်ခနဲ့စပြီးသူတို့ရဲ့လွတ်လပ်တဲ့အတွေ့အခေါ်ပြီးပြီးတော့လူတွေကသူတို့ကိုဘာကြောင့်များအန်ဒီရဲ့ရှိတယ်လို့မြင်ကြတယ်လဲဆိုတာအထီးပေါ့။ဟုတ်ပြီ။ဒါဆိုပထမဆုံးအနေနဲ့အခြေခံအကြဆုံးမိကုံးတစ်ခုအော်ဖြည့်ကြည့်ကြရအောင်။စစ်မာမေယိုဆိုတာတကယ်တော့ဘလို့လူသားမျိုးကိုခေါ်တာလဲ။အရင်မြတ်တွေမှာဖော်ပြထားတာကတော့စစ်မာမေဆိုတာကလေလူမှုအတိုင်းဝိုင်းကတတ်မှတ်ထားတဲ့စီကံပေါင်းဒီ အုပ်စုဖွဲ့မှုတွေရဲ့အပြင်ဘက်မှာတီးတိုက်ရတီးနေတဲ့သူမျိုးပါသူများတွေရဲ့အတိမတ်ပြုမှုကိုလိုက်ရှာမနေဘဲကိုလန်းကိုဖောက်ပြီးကိုတံပိုးကိုကိုယ်တိုင်ပဲတတ်မှတ်တဲ့ပုဂ္ဂိုလ်အမျိုးအစားလို့ဆိုပါတယ်ဒီနေရာမှာအရန်စိတ်ဝင်စားစရာကောင်းတဲ့ခြားနားချက်တခုရှိနေပါတယ်လူများစုကသူများရဲ့အတိမတ်ပြမှုရဟောအတွက်အချင်းချင်းပြိုင်ဆိုင်ကြတဲ့အချိန်မှာစစ်မှပုံစံကတော့အဲ့ဒါရဲ့စန့်ကျင်ဘက်ပါပဲ။ သူတို့ကကော့လော့ကော့အစီအစဉ်ကိုတိတ်တိတ်ဆိတ်ဆိတ်ပဲအကောင်အထည်ဖော်တယ်။ပတ်ဝန်းကျင်ကိုတေချာလေးလာတုံးသက်ပြီးတော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်တန်းအတွက်ကိုကိုကိုပဲတာဝန်ယူပါရတယ်။အဲ့ဒီလိုလူမှုအုပ်စုတွေရဲ့အပြင်ဘက်မှာယက်တီနဲ့ဖိုးဘတ်တွေအရေးကြီးဆုံးအရာကဘာဖြစ်မလဲ။ဟုတ်ပါတယ်။လွတ်လပ်မှုပါပဲ။အဲ့ဒီလွတ်လပ်မှုကပြင်ပလောကရဲ့အဖြစ်အားတွေကိုသူတို့ဘယ်လိုမျိုးတုံးပြတယ်လဲဆိုတာကိုရှင်းရှင်းလင်းလင်းပြနေပါတယ်။ဒီလွတ်လပ်မှုဆိုတာကပုံကန်ခြင်းလို့ထင်းပေါ်ခြင်းလို့ဟန်ဆောင်နေတာမျိုးလုံးဝမဟုတ်ပါဘူး။ဒါကတကယ့်ကိုစစ်မှန်တဲ့စိတ်ဓာတ်တစ်ခုပါ။ဆိုလိုတာက သူတစ်ပါးရဲ့ထင်မြင်ချက်တွေဝေဖန်မှုတွေကကိုယ့်ရဲ့အတွင်းစဉ်ငင်းချမ်းမှုကိုလာပြီးတော့လုံးဝမထိခိုက်နိုင်တဲ့ခံယူချက်မျိုးကိုဆိုလိုတာပါ။သူတို့ရဲ့လွတ်လပ်မှုကဒီလိုပုံစံမျိုးပါ။ချီးကျူးစကားတွေမြို့ပင့်စကားတွေနဲ့သူတို့ကိုထိုင်းချုပ်လို့မရဘူး။တစ်ဖက်မှာလည်းငင်းပယ်ခံရမှာကိုလုံးဝမကြောက်ဘူး။ဘဲရကောမှမထူးကောမှမရမခလိုက်မနေပဲ။လူတယောက်ရဲ့အပေါ်ရန်ယာရုကုံစိန်ထဲသူ့ရဲ့စစ်မှန်တဲ့စိတ်ဓာတ်ကိုပဲတံပိုးခါရကြပါရဲ့။အဲဒီလိုလွတ်လပ်တဲ့စိတ်ဓာတ်ကနေပဲသူတို့ရဲ့အထီးကလက်နက်လို့ပြောလို့ရတယ်။ တိတ်ဆိတ်ခြင်းဆိုတဲ့နည်းပြဟာပေါ်ထွက်လာပါတယ်။သူတို့ရဲ့တိတ်ဆိတ်နေမှုကအကြောင်းရင်းမရှိဘဲညှိနေတာမဟုတ်ပါဘူး။ကြိုတင်တွဲချက်ထားတဲ့လှုပ်ရှားမှုတစ်ခုသာဖြစ်ပါတယ်။ဒီနေရာမှာမဲဆရာတကူရှိလာပါတယ်။တိတ်ဆိတ်နေတာကအာနေချက်တစ်ခုမဟုတ်ဘဲဘာကြောင့်များထိရောက်တဲ့နည်းမျိုးဟာတကူဖြစ်နေရတာလဲ။အဲ့ဒီအဖြေကသူတို့ရဲ့လှုပ်ဆောင်မှုတွေကိုနားလည်ဖို့အဓိကတော့ချက်တစ်ခုပါပဲ။အဖြေကတော့ရှင်းပါတယ်။ကိုယ့်ရဲ့အစီအစဉ်တွေကိုကြိုတင်မကြင်ညာထားခြင်းအပြင် အနောက်ရှက်တွေကိုကာကွယ်ပြီးသားဖြစ်သွားတယ်။သူတပါကကိုယ့်ရဲ့နောက်တလန်ကိုခမန်းလို့မရတဲ့အတွက်အမြဲတမ်းသူတို့ထက်တလန်တာနေစေတယ်။နောက်ဆုံးမှာတော့အဖြစ်ပြက်တွေရဲ့ဥတီယာကိုကိုယ်တိုင်ထိန်းချုပ်ထားနိုင်တာပေါ့။ဒီနေ့ view ဟာကိုပို့ပြီးမြန်ဖောင်အောင်ပြောရမယ်ဆိုရင်သူတို့ကကိုအောင်မြင်မှုတွေကိုအတန်ကျဲကျဲကြီးညာမြဲအစနောက်ွယ်မှာပဲတိတ်တဆိတ်အကောင့်ထဲပေါ်တယ် လူတွေရဲ့အပေါ်ယံဟန်ဆောင်မှုတွေကိုအလွဲတကူထွင်းပေါက်ပြနေတယ်။ပြီးတော့အရန်ကိုစိတ်ဝင်စားစရာကောင်းတာကနာချင်းရှာအတိတ်ကိုထိုင်ပြီးညှဉ်းညူနေမယ်အစအဲ့ဒီနဲ့တင်ကန်းဆက်ယူပြီးကိုကိုကိုပိုတမလာအောင်လက်နဲ့တခုလိုပြန်ထုံချတတ်ကြတယ်။အပြင်ဘက်မှာဒီလိုတိတ်ဆိတ်တဲ့ညီမျိုးဟာတွေကိုတုံးနိုင်ဖို့ဆိုတာခိုင်မာတဲ့အတွင်းစစ်တစ်ခုရှိမှဖြစ်မှာပါ။အခုသူတို့ရဲ့အပြုတ်မှုအားလုံးကိုနောက်ွယ်ခဏမောင်းနေနေတယ်။အဲ့ဒီမတုံ့ရုံနိုင်တဲ့စိတ်ဆိုရက်စွမ်းအားအရင်မြက်ကို စပီးလစ်လာကြည့်ကြရအောင်။ဟုတ်ပါတယ် သူတို့ရဲ့ခွန်အားကပိုင်ဆိုင်မှုတွေယာတုတွေဒါမှမဟုတ်သူများတွေရဲ့အတိအမှတ်ဖြစ်မှုတွေပေါ်မှာလုံးဝမမတည်ပါဘူးတကယ်ဆိုအားကကိုကိုကိုနန်း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 နားလဲခြင်းနဲ့ခိုင်မာတဲ့အတွင်းစစ်ကိုတိဆောက်ထားနိုင်ခြင်းကလေးလာတာပါသူတို့ရဲ့အတွင်းစစ်ကဒီလိုအခြေခံတွေပေါ်မှာတိဆောက်ထားတာပါကိုရဲ့အမားတွေအားနည်းချက်တွေကိုရင်းဆိုင်ရဲတယ်ကိုအတွင်းတွေကမကောင်းတဲ့စိတ်တွေကိုတော့လက်ခံပြီးထိုင်းချုပ်နိုင်တယ်သစ္စာဖော်ခံရတာလိုမျိုးအဆိုးဆုံးအတွေ့အကြုံကိုတော့ ိုဘွားပိုကောင်းလာဖို့အတွက်နူးထမှုတစ်ခုအဖြစ် ပြောင်းလဲနိုင်စွမ်းရှိပါတယ်။ဒါကြောင့်လဲသူတို့ကလူတွေကိုဥဆောက်ဖို့တစ်ခုတစ်ခါမစူးစမ်းပေမဲ့သူတို့ရဲ့စံပြနေထိုင်မှုပုံစံကြောင့်ပဲလူတွေကအလိုလိုလေးစားအားချလာကြတာမျိုးပါ။ကဲအခုဆိုရင်ဒီတင်ပြချက်ရဲ့အထွေထည်ကိုရလာပါပြီ။အယံမေးတွေကဒီပို့ကိုပုံစံကိုဘာကြောင့်များအန်တီအများတယ်လို့ဖော်ပြကြတယ်လဲဆိုတဲ့မိကုန်းကိုတိုင်းရိုက်ပဲဖြေရှင်းကြည့်ကြရအောင်။ ဟုတ်ပါတယ်ဒါကကျွန်တော်တို့အားလုံးအစကတည်းကသိချင်တဲ့မေခွန်းပါပဲသူတို့ရဲ့ဘလူးအရေးသွေးကများသူတို့ဒီလောက်တောင်အန်တယ်များတယ်ဆိုပြီးတမခါဆဲတာလေအဖြေရတော့စကားလုံးတစ်လုံးတည်းပါပဲလွတ်လာမှုဒီစကားလုံးလေးကရိုးရှင်ပြင်းမဲ့တကယ်တမ်းမှာတော့အရန်ကိုအစွမ်းထပ်ပါပဲဒီလွတ်လာမှုဆိုတာဘာကိုပြောတာလဲဒါကသူများတွေရဲ့အတိအမှတ်ပြုမှုကိုမမမော့ခြင်းရာထူးနောက်ကိုမလိုက်ခြင်းလူမှုရေးကစားကွက်တွေမှာဝင်မပါခြင်း ပြီးတော့ပြင်ပကဝေဖန်မှုတွေကိုဂယုမစိုက်ခြင်းကပဲစဉ်းစားကြည့်လေဒီလိုချုပ်နှောမှုတဲ့အားလုံးကနေလုံးဝလွတ်မြောက်နေတဲ့လူတယောက်ကိုထိန်းချုပ်ဖို့ဆိုတာမဖြစ်နိုင်တော့ပါပဲအဲ့ဒါကြောင့်မို့လို့ပါယေဆိုကအဓိကအချက်ကိုကွက်ကွက်ကွင်းကွင်းထည့်သွားအောင်ရှင်းပြလိုက်တာပါပဲသူတို့ရဲ့အန်တယ်ကသူ့တဲ့ဘာကိုတမင်တကာထိခိုက်စေလို့တဲ့စိတ်တက်ကြောင့်မဟုတ်ပါဘူးလူများစုကိုချုပ်နှောင်ထားတဲ့လူမှုရေးစည်းမင်းတွေကနေလုံးဝလွတ်မြောက်နေတဲ့အတွက်ထိန်းချုပ်ရခက်ပြီးခတ်မှန်းရခက်နေလို့လားဖြစ်ပါတယ် ။နောက်ဆုံးအနေနဲ့ဒီအဆိုလေးနဲ့ပဲညီကွန်ချက်လိုက်ပါရစေ။စစ်မှန်တဲ့စွမ်းအားဟာဘတော်မအော်ဟစ်မနီမူသူဟာမတွန်မလွတ်မှန်လို့ပဲပေါ်လာတတ်တဲ့။ဒီလိုတိတ်ဆိတ်ပြီးတည်ငြိမ်ခိုင်မာတဲ့ယက်တီမူကနေပေါ်ထွက်လာတဲ့စွမ်းအားကြောင့်ကကျွန်တော်တို့ကိုစဉ်းစားစရာများစွာပေးသွားနိုင်လိမ့်မယ်လို့မျှော်လင့်ပါရစေ။